ပြည်တော်မှာမတ်လ24ရက်ကစတင်ပြီးကျင်းပတဲ့ညဉ့်ညဉ့်ဆွေးနွေးပွဲကိုချမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSSSA တယောက်ရှင်းမရှိဘူးလို့သိရပါတယ်။စစ်ကောင်စီရဲ့မြို့သားစီလုံးညဉ့်ညူရေးနဲ့ညဉ့်ညဉ့်ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ SPNC ကဥဆောင်ပြီးကျင်းပတဲ့ Pistol 2025ကိုအပြည့်ရဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေပညာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ဆွေးနွေးနေတယ်လို့သိရပါတယ်။ညဉ့်ညဉ့်ရေးလုပ်ငန်းစဉ်အပေါ်ကဏ္ဍစီတီမှအထင်ပေါ်ကြော်ကြားသူတွေ အသိပညာရှင်အတတ်ပညာရှင်တွေမှပုံမအယုံဆိုင်ပါဝင်လှုပ်ဆောင်လာနိုင်စေဖို့ငင်းငင်းကြီးအတွက်အကြမ်းမဖက်တဲ့နိဒန်းနဲ့ဆောင်ရွက်ရှင်းကားသာလျှင်ရေချေတည်တတ်မှာဖြစ်ကြောင်းကိုလူလူအကြအသိမြင်တိုးတက်လာစေဖို့စရိတ်ရွယ်ချက်တွေနဲ့ကျင်းပရတာလို့ NSPNC ကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရာပြည့်ကအဖွင့်မိန်ကုန်းမှာပြောကြားခဲ့ပါတယ်။ဒါအပြင်နိုင်ငံတွင်းပြည်ပခန့်တွေကိုအများဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးတွေကိုပုံမကောင်းမွန်တိုးတက်လာနိုင်စေမဲ့ရေတိုရေရှည်လုပ်ငန်းစဉ်တွေကိုဖော်ထုတ်နိုင်မှုအစသဖြင့်ပြောကြားခဲ့ကြပါတယ်။ IPNC ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရာပြေကဥဆောင်ပြီးနိုင်ငံရေးလုံခြုံရေးကဏ္ဍစီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ကဏ္ဍတွေကိုမလ24ရက်ကနေမလ26ရက်အထိ၃ရက်တာဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါဗျ။အဆိုပါဆွေးနွေးပွဲကိုတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်ခုနှစ်ဖွဲ့ကိုဖိတ်ကြားခဲ့ပေမဲ့ RCSS ကကိုယ်စားလှယ်ဆီလူရှင်းမရှိတာကိုတွေ့ရပါဗျ။